အားလုံးပဲမင်္ဂလာပါ ဒီတစ်ခေါက်တော့အာလူးလုံးကြော်လေးပါ ကျွတ်ကျွတ်မွတ်မွတ်လေးနဲ့တော်တော်လေးကိုအရသာရှိပါတယ်ကလေးတွေလည်းအရန်ကြိုက်ကြတဲ့လုံလေးလေးပါအချင်းရေတမျိုးမျိုးနဲ့လည်းတွဲစားရင်ပူပြီးတော့အရသာရှိပါတယ်နော်ကဲကျမရဲ့လုံလေးလေးကို ကြည်ကြရအောင်ပထမဆုံး30တားလောက်ရှိတဲ့ဒီအာလူးလေးလုံးကို အခွန်ခွာထားပြီးတော့စိတ်စိတ်ကလေးကျမလီထားပါမယ်။ ြီးရင်ရေနဲ့ခဏလေးကြမတဲထားပြီးတော့ပြုတ်ထားပါမယ်။အာလူးလေးတွေကျက်နေပြီဆိုရင်တော့ဆယ်ထုတ်မယ်။ဒီပကံလေးထဲမှာထည့်ထားမယ်။ဒီအလိုလေးတွေကိုအတာကလေးဒါလေးနဲ့ဖြည့်ထားပါမယ်ကြည်ကြည်ကလေးဖြစ်သွားအောင်လို့ပါ ပြီးရင်ဒါလေးနဲ့အသားကလေးပြန်ပြီးတော့ဖြည့်ဖြည့်ထားပါမယ်။အာလူးလေးတွေကြည်ကြည်ကလေးဖြည့်ရင်ပိုပြီးတော့စားလို့ကောင်းပါတယ်နော်။ဒီလိုအနေထားလေးဆိုရင်တော့အနေတော်လေးရနေပါပြီ။ဒီထဲမှာစားအနေငယ်ထည့်ပါမယ်။ဒါကတော့ကြက်သွင်ဖြူကိုလော်ထားတဲ့အမုံပါနော်။ပြီးရင်အယောင်တင်မုံထည့်ပါမယ်။ပြီးတဲ့ခါကျတော့အရသာလေးရှိအောင်ငရုတ်ကောင်းမုတ်ကိုလည်းထည့်ပါမယ် ပြီးရင်ပြောင်းကော်မုံ 60g ကိုထည့်ထားမယ်ခွက်ရက်တဝက်ပါအားလုံးတမတော့အောင်လို့မွေထားပါမယ်အခုကျမလုပ်နေတဲ့လုပ်နည်းလေးကတော့လွယ်လဲလွယ်ကူပါတယ်နော်တော်တော်လေးလည်းအရသာရှိတဲ့နီလာလေးပါကိုကဆက်ဆက်ကလေးကြက်ရင်တော့ငရုတ်တီအမုံကိုလည်းထည့်လို့ရပါတယ်။မြ мян ဆန်ဆန်လေးဖြစ်သွားအောင်လို့လက်နဲ့ပဲဒီလိုမျိုးအသာကလေးနေထားပါမယ်။ အခုလိုမျိုးအားလုံးတမတ်သွားပြီဆိုရင်တော့ကိုကြိုက်တဲ့အရွယ်စားလေးကိုယူမယ်ပြီးရင်လုံလုံကလေးလုံထမယ်ကဲကြည့်ပါဦးလက်လက်ပပလေးနော်ဒီလိုအနေထားလေးဆိုရင်ရနေပါပြီကြံနေတဲ့မုတ်သားလေးတွေကိုလည်းအခုလိုမျိုးပဲလုံထားပါမယ်ဒီထဲမှာအထူးသဖြင့်တတိထားရမှာကတော့အာလူးကိုညစ်ညစ်ကလေးနဲ့ជីជីကလေးရှိဖို့တော့လိုပါတယ်နော် အဲ့လိုရှိမှသာလင်ကုလုံးတဲ့အခါလက်လပပလေးနဲ့လုံလုံလေးကိုရရှိမှဖြစ်ပါတယ်။အခုဆိုရင်တော့အကုန်လုံးလဲလုံပြီးသွားပါပြီ။စကြော်ဖို့ပြင်ဆင်ပါမယ်။စီကူတော့ဒီလိုအနေထားလေးဆိုရင်တော့ရနေပါပြီ။မုံလုံးလေးတွေကိုတစ်ခုချင်းစီကတ်မတော့အောင်လို့ထည့်ထားပါမယ်။မီးကိုတော့အလဲလက်မှာကျမထားထားပါတယ်အားလုံးကိုစမ်းတလောက်ကိုကျမထည့်ထားပါမယ် ခဏလေးဆိုရင်တော့မုတ်သားလေးတွေကဒီလိုအယောင်လေးတန်းလာပါတယ်နော်ခဏလေးမွေထားပါမယ်ဒီလိုအခြေအနေလေးကတော့ချက်ခါနေရှိနေပါပြီခဏလေးပြန်ပြီးတော့မွေထားမယ်ဒီလိုအနေထားလေးကတော့အနေတော်လေးပါနော်အားလုံးကို ကျမဆေးထုတ်ထားပါမယ်ဒါတွေအားလုံးကိုစကားနဲ့ပြန်ပြီးတော့စီကိုစစ်ထားပါမယ်ဒီလိုမျိုးပြန်ပြီးတော့စစ်ထားပါမယ် အခုဆိုရင်တော့အကုန်လုံးလဲကြော်ပြီးသွားပါပြီကြည့်ပါဦးကျွတ်ကျွတ်မွတ်မွတ်လေးရှိနေပါတယ်နော်အနံ့လေးလဲမွေးချိန်နေပါတယ်ကိုကြိုက်တဲ့အချင်းရေတမျိုးမျိုးနဲ့လဲတွဲဖက်ပြီးတော့စားသုံးနိုင်ပါတယ်နော်တကယ်ကိုရတာရှိတဲ့လုံလေးလေးပါပြန်ရောင်းချင်တဲ့ဆိုရင်လဲဘိုးလေးထဲမှာထည့်ပြီးတော့ပြန်ရောင်းလို့ရတဲ့နီလန်းလေးတစ်မျိုးပါ တစ်ခေါက်လောက်စမ်းကြည့်စေချင်ပါတယ်အခုလိုမျိုးကျမရဲ့ဗီဒီယိုလေးကို ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင်အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လည်းအားပေးကြပါအောင်ရှင်ကျေးဇူးများကြည့်တင်ပါတယ်